ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြပါစေဝန်ဆောင်ဖရဲတဲ့င်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြင့်တီကိုပါအခုမဆောင်တဲ့ agency တွေကို blacklist တွင်မဲတဲ့င်းအသေးခံ drone များကိုစစ်ဆေးတက်ခိုင်နိုင်တဲ့ကမ္ဘာပထမဆုံး drone ကိုတရုတ်ပိုင်ဆိုင်နေဆိုရတဲ့တဲ့။စံဝယ်မှုမလိုဘဲနဲ့အလကားရနေရလို့ပြောမိတာကြောင့်စိုက်ပျိုးရေးဝင်ကြီးယာဒုကညှပ်ထွက်ပေးရတဲ့တဲ့ ယူပိုင်းနိရှင်ပြည်ဖြစ်ခြင်းကကြီးမားတဲ့အာမြင်မမဟုတ်ဘူးလို့မန်ယူနိပြပြောကြားလိုက်တဲ့သတင်းပါဝင်အစားရှိတဲ့ပြည်တွင်းပြည်ပစင်ဝင်စားဖွဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်အခုမဆောင်တဲ့ agency များကို blacklist တွင်မယ်လို့သိရပါတယ်ဒီသတင်းကိုတော့မြန်သူတူကပေးပို့လာတာပါ ပြည်ပကိုအလုတ္တမဆီလွတ်ပြီးအခွန်ဆောင်ခြင်းမရှိတဲ့ agency များကို blacklist တင်မယ်လို့အလုတ္တမဝန်ကြီးဌာနထုတ်ပြန်ထားပါတယ်။2023-2024ဘဏ္ဍာရေးနှစ်အတွက်အခွန်ဆောင်ခြင်းမရှိတဲ့ပြည်ပလောက်ကန် agency 28ခုကိုယခုမေလ31ရက်နေ့မှတိုင်ပြီးတက်ဆိုင်ရာမြို့နယ်အခွန်ရုံးများမှာအခွန်စည်းကြမ်းမှုခံယူပြီးအချိန်မီတင်ပြကြရမှာဖြစ်တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်။ အဆိုပါအေဂျင်စီများအနေနဲ့တမက်ရတွင်မှပေးဆောင်ခြင်းမရှိပါကလိုင်စင်ုံပယ်ဖြတ်ပြီးတော့အမြင့်မင်းစင်းတင်းတော့မှာဖြစ်တယ်လို့ထုတ်ပြန်ကြရသည်ရပါတယ်2023 2024ဘဏ္ဍာရေးနှစ်တွင်မှပြပကိုအလုံးသမားစီလွထားတဲ့အေဂျင်စီများအနေနဲ့2024ခုနှစ်ဩဂတ်စ်လကိုနောက်ဆုံးထားပြီးအခွန်စည်းကြမ်းမှုခံယူကပြန်လည်တင်ပြကြရရင်2024ခုနှစ်ဇွန်လ9ရက်ကသက်ဆိုင်ရာအေဂျင်စီများထံမှအကြောင်းကြားထားဖြစ်တယ်လို့သိရပါတယ်ထို့ကဲ့သို့အကြောင်းကြားထားတော့လေတချို့အေဂျင်စီတွေကပေးဆောင်ခြင်းမရှိတဲ့ တွက်အခွင့်အရေးမှုခံရဖို့အတွက်ထပ်မံတတိပေးထားရလို့သိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးကြပါတယ်။အသေးခံဒရုန်းများဆီလိုလက်ခံနိုင်တဲ့ကမ္ဘာပထမဆုံးဒရုန်းကိုတရုတ်ပိုင်ဆိုင်နေပါတယ်။ဒီတင်ကိုတော့ငင်းကြောင်ဝါပြပူလာတာပါ။ တရုတ်နိုင်ငံဟာအသေးခံဒရုန်းတရာကိုတည်ဆောင်နိုင်ပြီးလေထဲမှာအသေးခံဒရုန်းတွေကိုဆင်လွတ်တက်ခိုင်နိုင်စွမ်းရှိတဲ့ကမ္ဘာပထမဆုံးစွမ်းဆောင်ရင်မြင်တိုက်ခိုက်ဒရုန်းမျိုးစားတစ်ခုကိုအောင်မြင်စွာဆက်တက်နိုင်ခဲ့လို့သိရပါတယ်။ Sky High လို့အမည်ပေးထားတဲ့အဆိုပါဒရုန်းကို Drone Carrier လို့သတ်မှတ်နိုင်တဲ့ဒရုန်းတည်ဆောင်နိုင်တဲ့ဒရုန်းမျိုးစားဖြစ်သတ်မှတ်ထားပြီးကမ္ဘာပေါ်မှာပထမဆုံးမျိုးစားဖြစ်ပါတယ်။ ဆက်လျှောက်တန်လေးချိန်ရှိပြီးတောင်ပိုင်းရှိ25မီတာရှိတဲ့ sky high ဟာအလယ်အလံမြင့်ရှိတဲ့ဒေါခွင်းနှုတ်စနစ်တွေနဲ့လီကာစနစ်တွေလက်လန်းမမီတဲ့အမြင့်ပင်ကတောင်ကျော်ကနေပြန်သန်းတိုက်ခိုက်နိုင်စွမ်းရှိရလို့သိရပါတယ်။ sky high ဟာခီးမိုင်4350ထိပြန်သန်းနိုင်စွမ်းရှိပြီးလက်နက်တန်ချိန်လျှောက်တန်နဲ့အသေးခံဒုံး100ကျော်ကိုလည်းတင်ဆောင်တိုက်ခိုက်နိုင်စွမ်းရှိရလို့သိရပါတယ်။ ဒါအပြင်ကျဲအချင်းတစင်ထားတာကြောင့်မြန်နှုံးမပြောင်းတန်းနိုင်တယ်လို့စကန်ဟဲပေါ်မှာတင်ဆောင်သွားမယ်အတိခံဒုံးတွေကလည်း AI နဲ့ပြင်းမဲ့ရှာတိုက်ခိုက်နိုင်စေရှိတာကြောင့် Sky High ကိုဆွတ်ဆောင်ရအမြင့်ဆုံးတိုက်ခိုက်ဒရုန်းဖြစ်တတ်မှတ်ခဲ့ရဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာတင်းတဘုတ်ကိုတင်ဆက်ပေးကြပါမယ်။စာဝေးဖို့မလိုပဲနဲ့အလကားရနေရလို့ပြောကြခဲ့တာကြောင့်စိုက်ပျိုးရေးဝင်ကြီးရာတွင်းဝနှစ်ထွက်ပေးရပါတယ်။ဒီတင်ကတော့ငင်းကြောင်ဝပြပူလာတာပါ။ စားဖို့အတွက်ဆံဝယ်စရာမလိုပဲအလကားရနေရလို့ပြောမိတဲ့စကားတစ်ခုကြောင့်ဂျပန်စိုက်ပျိုးဝင်ကြီးတာကိုအီတိုဟာရာဒူကနှုတ်ထွက်ပေးခဲ့ရတယ်လို့သိရပါတယ်တာကိုအီတိုဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာစာကခိုင်မှာပြုလုပ်ခဲ့တဲ့သူရဲ့မိခင်ပါတီဖြစ်တဲ့ Liberal Democratic Party ရဲ့တွေးဆောင်ပွဲတစ်ခုမှာပြည်သက်တွေနဲ့တွေးဆောင်ခဲ့ရမှာသူ့အနေနဲ့ထောက်ခံအားပေးသူတွေကစံတွေကိုလှူဝဲနာတွေနဲ့အလကားလာပြရတဲ့ကြောင့်စာဝင်စားစရာမလိုဘဲနဲ့ပို့ချနေတယ်လို့ သူ့ကိုထောက်ခံအားပေးရသူတွေလိုအပ်မယ်ဆိုရင် ရောင်းချပေးမယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်အဲ့လိုပြောကြမှုဟာလက်စားရလို့တမန်ရှင်တမန်လို့ရတဲ့စကားမျိုးဖြစ်တယ်လို့အများပြည်သူကြားမှာလည်းဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။အတိုက်ခံပါတီတွေကဝေဖန်ပြားပေးမှုတွေပြုလုပ်ခဲ့ပြီးနောက်မှာတာကူရီတို့ကရာထူးကနှုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာအစိုးရဘက်ကစံရောင်းချပေးမှုတွေပြုလုပ်နေကြတာကစံစီတွေစံနေတယ်မြင့်တက်နေချိန်မှာတာကူအီတိုကစံလကားရနေတယ်လို့ပြောခဲ့လို့လဲဝေဖန်မှုတွေမြင့်တက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးအားကစားတဲ့ပုံကိုလည်းလက်ခံရရှိထားပါသေးတယ်။ယူပါလိချန်ပီယံဖြစ်ခြင်းကကြီးမားတဲ့အမြင်မဟုတ်ဘူးလို့မန်နီပြတ်တော်ကြားလိုက်ပါတယ်။ဒီတင်ကတော့ငင်းကြောင်ဝါပြပူလာတာပါ။ မန်ယူနီးပြအိမ်မုံရင်ကစပောက်အနိုင်ရပြီးယူပါလိရှမ်ပီယံဖြစ်ခဲ့ရင်နောက်မှာဒီဟာဒီအတွက်ကြီးမားတဲ့အောင်မြင်မှုရတာမျိုးမဟုတ်ဘူးလို့ပြောကြခဲ့ပါတယ်။စပားနဲ့ပွဲအတွက်ပြုလုပ်ခဲ့တဲ့ပွဲကြိုးသတင်းစာရှင်းလင်းပွဲမှာအိမ်မုံရင်ကဘောလုံးပွဲမှာအနိုင်ရဖို့အတွက်ကမန်ယူအတွက်လိုအပ်ချက်တစ်ခုဖြစ်တာမှန်ပေမဲ့ရှမ်ပီယံဖြစ်ခဲ့ရင်နောက်မှာအသင်းအတွက်ကြီးမားတဲ့အောင်မြင်မှုမဟုတ်ဘူးလို့ပြောကြခဲ့တာဖြစ်ပါတယ်။ အေမော်ရင်ကမန်ယူလိုအတင်အတွက်ပရီးမီးယားလိနဲ့ရှန်ပီယံလိမှာရှန်ပီယံဖြစ်ဖို့ဆိုတာကအဓိကကြတဲ့လိုအပ်ချက်ဖြစ်ပြီးအဲ့ဒီမန်ချက်တွေကိုဖြစ်စီပေးနိုင်ဖို့ကသူ့ရဲ့တာဝန်ဖြစ်တယ်လို့ခံယူထားတာကြောင့်အတင်ကိုပရီးမီးယားလိနဲ့ရှန်ပီယံလိမှာရှန်ပီယံဖြစ်အောင်ဆွဆောင်ပေးနိုင်ဖို့အတွက်ပြည့်ပြည့်တည်ဆောက်မှုတွေလှုံ့ဆော်သွားမယ်လို့လည်းပြောကြားခဲ့ပါတယ်။စပန်ကစားမယ်မန်ယူအသင်းမှာတရားကနေပြန်နှက်တာလာတဲ့ဒန်နီယိုရိုဒါလော်နဲ့စစ်စီတို့ပါဝင်ကစားနိုင်မယ်လို့လည်းသိရပါဗျ။ အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နိုင်ရည်ကတည်းကနေပဲဖြစ်ပါတယ်။တချို့အပိတ်ကြပြည်သက်များအားလုံးကျမ်းမာရှင်လန်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။